ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရယ် Champion ပြိတ္တာတွေအောင်းလဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒီ Chelsea အသင်းနဲ့ပတ်သက်လို့ပေါ့လေဒါ Chelsea အသင်းနဲ့ပတ်သက်လို့ကျွန်တော်ဘာသွားတွေ့လဲဆိုတော့ Anzo Maresca အပေါ် Chelsea ပြိတ္တာတော်တော်များများကတိတ်တဘောမကြောက်ပေါ့လေ Anzo Maresca ဟာ Chelsea ကိုဒါနောက်တစ်ဆင့်တက်ရောက်နိုင်တဲ့ဒီပြတရားမှုတ်ဘူးလို့သတ်မှတ်နေကြတဲ့အချိန်မှာ Chelsea ပြိတ္တာတွေဘယ်လိုမြင်ကြလဲဆိုတော့ Anzo Maresca ဟာတကယ့်ကိုအရေးသွေးရှိတဲ့ ါနီးပြတယောက်ဆိုတော့ကျွန်တော်ချန်ပီယံရှစ်မှာတွေးခဲ့ပေမဲ့ကျွန်တော်ပရီးမီးယားလိအတိုင်းတာနဲ့ကြည့်ရင်ကျွန်တော်တို့အန်ဇိုမာရက်စကာကိုတိတ်ပြီးတော့မတွေးရဘူးပထမရာသီဘက်ဒီဇင်ဘာလောက်ထီတော့ဒါသူတော်တော်လေးလုတ်ပြထားတယ်ချယ်ဆီနဲ့ပတ်သက်လို့ဒါချယ်ဆီကအမှန်တိုင်းပြောရင်တော့အသင်းပိုင်ရှင်တွေဖြစ်တဲ့ထော့ပိုလီနဲ့အက်ဘာလီတို့ကတော့အသင်းကိုအပြောင်းလဲတွေအများကြီးလုပ်တယ်အာသူတို့စဝယ်တဲ့အချိန်မှာရိုဘန်အေမာဘရိုဗစ်ရဲ့နောက်ဆုံးရာသီမော်လီမက်ရှလာလောက်မှာချယ်ဆီကိုစဝယ်ပြီးတဲ့အချိန်မှာချယ်ဆီဟာ ချန်ပီယံလိချန်ပီယံအတင်းတင်းဖြစ်ရှိခဲ့တဲ့အနေထားကနေဒါချယ်ဆီကအခုချိန်မှာဒါချန်ပီယံလိဝင်ခွင့်ရဖို့တော့အသေးအံလုံနေရတယ်ဆိုတော့ဒီသူတို့လက်ထက်မှာ green porter ကိုခန့်နေဒါဟိုဒီတစ်ဖက်က green porter မတိုင်ခင်မှာကျွန်တော်တို့ဒီ thomas tuchel ထွက်သွားတယ် green porter ဝင်လာတယ် front lampard လည်းရောက်လာတယ်နောက်တစ်ဖက်က mauricio pochettino ရောက်တယ်အခုကြတော့ဒါအခု anzo mares က ခက်တာကအန်ဆိုမာရက်စကာရဲ့အတင်ဟာကျွန်တော်မျော်လင့်ထားတဲ့ပုံစံနဲ့ခြားစီအတင်ကတကယ်ကို quality player တွေအများကြီးရှိတယ်ကစားမတွေအများကြီးရှိတယ်အခုချိန်ဒီလိုအပ်ချက်တွေကစားမတွေအများကြီးပြုံနေတဲ့မျိုးမလိုအပ်တဲ့နေရာမှာလူတွေပုံနေပြီးတော့တကယ်တမ်းလိုအပ်တဲ့နေရာမှာလူမရှိဘူး why now အတင်ကောင်းဆောင်နောက်ခံလူတရားကို silver တရားကို silver ကိုထုတ်လိုက်ပြီးတော့ထွက်သွားတဲ့ချိန်မှာအခုချိန်ဒီဒါဘယ်လိုပြောမလဲတရားကို silver နေရာအစားမထိုးနိုင်ဘူးဒီကြားထဲမှာပတ်စံ1 billion လောက် သုံးထားတဲ့အသင်းပိုင်ရှင်တွေကလည်းတိုက်စစ်ပိုင်းကလူမရှိဘူးဆိုတော့အခုလက်ရှိမှာ Chelsea အသင်းဘက်ကဒါတိုက်စစ်မှုကလည်းလူအပ်နေတယ်မဖြစ်မနေတိုက်စစ်မှုလိုရမယ် Nicolas Jackson ရော Christopher အခုဆိုရင် Christopher Ankuku ကိုသူတို့တန်း90ကျော်နဲ့ခေါ်ထားတယ်တန်း30 33တန်းလောက်ရရင်ရောင်းမယ် ဒါချိတ်ဆိုပါအခု Jackson ကလည်းအမှန်တိုင်းပြောရင်တော့အားမကူပါဘူးလေပေးရတဲ့တန်ကြီးကတန်း30ပဲဆိုတော့တိတ်တော့ပြောကြမှာရှိပေမဲ့လက်ရှိထိသားရခိုးပါမမကူမသွင်းမသွင်းနိုင်ခိုးပါမကူမသွင်းနိုင်16ပွဲရှိပြီဆိုတော့ Chelsea ကတောင်းလျှောက်တိုင်ပတ်နေတဲ့အချိန်မှာအခုလောလောဆယ်မှာလှုပ်ရှားနေအများကြီးပဲအသင်းပိုက်ရှင်တွေကတော့ Chelsea သင်းနဲ့ပတ်သက်လို့ Stamford Bridge ကိုအကြီးစားချေဖို့ပေါင်း9000 9000ခွဲရှိတဲ့ကွင်းချဲ့ဖို့ကိစ္စလည်းလုပ်တဲ့အချိန်မှာအခု Chelsea အသင်းအနေနဲ့အခုတိုက်စစ်ကတော်တော်များများအခုဆိုရင် Leon Delac ကိုတော်တော်လေးသဘောကျတယ် Leon Delac ကတန်း30လောက်နဲ့ရနိုင်တယ် Man United ကခုညာတို့ Osimhen တို့အသေးအတန်လိုက်နေ Arsenal လည်း Benjamin Sakho တို့ Jorginho တို့ Chelsea ဆိုလည်း Jorginho ကိုသဘောကျတယ် Benjamin Sakho ကိုသဘောကျတယ်ဒါပေမဲ့ Chelsea အနေနဲ့ဒီအပြောင်းအရွှေ့မှာလူတွေအများကြီးထုတ်ရမှာ ဒါအခုခါနီရှွမမန်ကာတို့နောက်တစ်ဖက်ကဂျူဘရီဟောတို့လာဗီယာတို့ဖိုဖာနာတို့ရီရီချိန်တို့နောက်ထရီဗာချာလိုပါဆိုရင်တို့ကရောင်းပြီးတော့ဒါမာကေဟီကိုအစားထိုးတို့ကအခုပြာနွေရတီမှာမဖြစ်မနေအစားထိုးမှာစန်တဘက်တယောက် အဲ့ဆန်တဘက်ကချက်စီရမဖြစ်မနေအစားထုတ်မယ်နံပါတ်1ဆန်တဘက်တယောက်အစားထုတ်မယ်နံပါတ်2အနေနဲ့ဆန်တဘက်ပြီးတာနဲ့သူတို့ကိုင်းလေတယောက်အစားထုတ်မယ်အန်ဆိုဖနက်စ်အန်ဆိုဖနန်ဒက်စ်ကဒီအက်တလက်တီကိုမတ်တူတို့ရီယယ်မတ်တူတို့တရင်တွေထွက်နေပြီမဲ့ဒါခိုက်စီလို့ဆိုရင်အန်နာစာအပါဝင်ဆော်ဒီကလပ်တီဒါပေမဲ့ဒီကစားမတွေအတင်းမှာတင်ကြပေါ့ဆက်နေမယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုချက်စီအတင်းရဲ့အဓိက striker option မီခါလိုမိုတစ်မရှိတော့ဘူးဒါတင်ကြပေါ့ဆေးကြပြီဒါဂျေဒန်ဆန်ချိုလည်းထွက်ပြီး ထွက်တာတော့မဟုတ်သူ့ကိုအပိသက်ဝင်မယ်ဒါပေမဲ့သူ့ကိုပြန်ရောက်မှုရှိတယ်။ဒါမဲ့ရာသီမှာသူတို့ဘရာဇီးမှာရှိတဲ့ဝီလျံဆိုတဲ့ချက်တိလေးတယောက်လာမယ်။နောက်တစ်ချိန်ထဲမှာပဲဒီဆန်တိုဆိုတဲ့အန်ဒရီယာဆန်တိုဆိုတဲ့စထရာဘက်ကိုသွားတဲ့ကစားမကြီးလည်းရှိတယ်။ချက်စီမှာလှုပ်ရှားတယ်အများကြီးပဲ။အန်ဆိုမာရက်စကာနဲ့ချက်စီဒါဒီနောက်ထပ် level တစ်ခုကိုရောက်နေလား။ဒီရာသီမှာထားပါတော့ conference ကြီးကျွန်တော်ဝင်နေပဲထား။ချန်ပီယံလိဝင်ဝင်ရတယ်ပဲဒါဒီသင်္ကာရောချက်စီကိုဒါအန်ဆိုမာစကာအနေနဲ့နောက်ဆင့်တက်အောင်လုပ်ပြမှာလက်ရှိသင်္ကာရော player ဘယ်နှယောက်တော့လိုအပ်လဲ ချက်စီအသင်းအနေနဲ့ရောအန်ဇိုမာရက်စကာကိုโอเคချန်ပီယံလိဝင်လိုက်ပဲဒါနီးပြကိုဒီကွန်ဖရင့်စီပဲရာသီတိုင်အောင်ဒီရာသီမန်နေဂျာအနေနဲ့ဆိုပြီးတော့သူယာရုကထုတ်ပြီးတော့အပြောင်းလဲတစ်ခုလဲ who knows ပိုချက်တီနိုလက်ထက်လိုမျိုးဖြစ်နိုင်တယ်ဘလို့မြင်ကြလဲချက်စီပြေးသက်တီချက်စီဘလောက်ထိဝဲဖို့လိုတယ်ဘလောက်ထိကျွန်တော်ထင်တော့တိုက်စစ်မှုတရားကွင်းလေကစားမှတရားခစီမှုတယောက်တီချာပေါက်လိုမယ်။နောက် reach ရဲ့ညာညာတောင်းမှတယောက်လိုမယ်။ဒါကျွန်တော်မြင်ဘလို့မြင်ကြလဲ။ကိုမမဝေအောင်မချက်ပြကြပါအားလုံးကြည့်ကြပါလေ။